စစ်တပ်ကသူတို့ရဲ့ခေါင်းဆောင်ကိုအကျဉ်းချပြီးလူမြင်ကွင်းကဖျောက်ထားပေမဲ့သူရဲ့မတွတ်မဆုပ်အာဏာဖီဆန်မှုတွေကို ပြည်သူအများစုကဆက်ကင်ဆွဲပြီးတော်လှန်နေကြတာပဲဖြစ်ဒီထဲမှာလက်နက်ကင်တော်လှန်နေတဲ့ဂျန်စီလူငယ်တွေလည်းအပါဝင်ပါပဲသူရဲ့လွတ်မြောက်မှုကိုလည်းပြည်သူတွေကမျှော်လင့်နေကြတာတွေ့ရပါတယ်ဒီချက်ကသူဟာပြည်သူတွေနဲ့အတူရှိနေတယ်ဆိုတာကိုပြသတဲ့တက်တဲ့တစ်ခုပါသူရဲ့မွေးနေ့တွေမှာမြို့ပေါ်ကဆန္ဒပြလူငယ်တွေနဲ့ တောထဲမှာလက်နက်ကင်တိုက်ပွဲဝင်နေတဲ့လူငယ်တွေပါသူ့အတွက်မွေးနေ့ဆူတောင်းပွဲတွေလုပ်ခဲ့ကြတာတွေ့ရပါတယ်ဒါကပြည်သူ့ဘက်ကသူ့အပေါ်ထောက်ခံမှုပါဒီလဆွန်လ16ရက်နေ့ဆိုရင်သူ့အသက်80ပြည့်ပြီဆိုတော့ကမ္ဘာပေါ်မှာအသက်အကြီးဆုံးတဦးတည်းသောအမျိုးသမီးအကျဉ်းသားလို့ပြောရမှာပါလက်ရှိချိန်ထိစကောင်းဆောင်တွေအကြောက်ဆုံးနိုင်ငံရေးသမားပြပါဆိုသူပါပဲသူကသူတို့ရဲ့အကြီးမားဆုံးရန်သူတယောက်ပါစစ်ဘုတ်ချုပ်တွေကတော့သူ့ကိုအပြစ်သက်လောက်ကြံကျင်တာ တန်တရားရှိစရာမလိုပါဘူးအခုလဲထောင်တန်းမှာဖြည်းဖြည်းချင်းနှင်းသက်နေတဲ့သဘောပါပဲပြီးခဲ့တဲ့နှစ်ပေါင်း30ကျော်ကာလတခြားမှာစစ်ကောင်းဆောင်တွေရဲ့နှိရှေဖန်ဆီးချုံနောင်မှုတက်ပြတ်ဖို့လှုပ်ကြံမှု ကောက်ချစ်မှုပေါင်းစုံကိုတော့သူကြော်လွားနိုင်ခဲ့ပြီပါပဲဒါကြောင့်လဲသူ့ကိုညာစုကတံမင်းနှင်းစီလို့ခေါ်ကြတာဖြစ်ပါတယ်သူကပိန်ပင်မဲ့တန်မာပါတယ်အိုပင်မဲ့ပြတ်သားပါတယ်တယောက်တည်းပင်မဲ့တတိမြဲမှာပါ ချုံနောင်ခံထားရပေမဲ့ငြင်းအေးနေမှာပါ